အင်္ဂါပြစီကိုလာခိုးတဲ့သူကိုမြေတားနေလောက်ခဲ့တဲ့အပြုမှုတစ်ခုအတွက်ချီချူးခံရတဲ့နွယ်ပိုးအိမ်တထေးချင်းမင်္ဂလာပါရှင်ပါမစ်နောင်မှာပြန်လည်ချုပ်ဆွန်လိုက်ပါတယ်အင်္ဂါပြစီလာခိုးတဲ့သူကိုတော့မြေတားထားနိုင်လို့ချီချူးခံရတာကနွယ်ပိုးအိမ်တထေးချင်းစင်ဘိုဘိုပါတော်ယုံတန်ယုံလူဆိုရင်ဒီလိုစိတ်ထားမျိုးထားနိုင်မှုမလွယ်ပါဘူးဒါကြောင့်လေနွယ်ပိုးအိမ်တထေးရဲ့ဖြူစင်တဲ့စိတ်ထားလေးကိုချီချူးနေကြတာဖြစ်ပါတယ် နွယ်ပေါ်ရင်တထေးကြီးစင်ဘိုးဘိုးဟောင်းစီးပွားရေးလုံလို့နာမည်ကြီးုံနေမှာပဲသူရဲ့ပရာဟိတအလုပ်တွေချောင်းလေးနာမည်ကြီးပါတယ်တထေးကြီးစင်ဘိုးဘိုးဟောင်းပရာဟိတအလုပ်တွေလုပ်ရင်နာမည်ကြီးလာသူပါအထူးသဖြင့်နွယ်ပေါ်ရင်တထေးကြီးဟာလမ်းဘေးမှာတောင်းစားနေတဲ့လူတွေဆေးရောင်းနေတဲ့လူတွေဆင်းရဲနှောင်းပါတဲ့လူတွေကိုကြုံရင်ကြုံတယ်လို့ကူညီနေတာပါဒါပြင်နွယ်ပိုးရင်တထေးတီဟောင်းတပောင်းမပေးရနေတဲ့ကြားရောက်တိုင်းမှာလဲရှီဆုံးကကူညီနေတဲ့သူပါ ။ရေးခဲ့တဲ့နေကရေးပေးမှလည်းຫນွေပွင့်ဤတထေးထီကိုစင်ဖို့ဖို့ဟာတန်းနိုင်တဲ့လောက်ရေးပေးတင်ပြည်သူတွေကိုကူညီနေတယ်လို့အခုမြန်မာနိုင်ငံမှာကြာရောက်နေတဲ့ငလင်ပေးမှလည်းຫນွေပိုးအိမ်ဟာမကြုံစဘူးလူထမ်းနေတာပါ။ຫນွေပွင့်ဤတထေးဟာပထမဆုံးစတင်ပြီးတော့ငလင်လောက်တဲ့နေ့ကလေးကအကုန်လုံးကိုလိုက်လံကူညီနေတာဖြစ်ပြီးတော့စိုင်းပန်းရှင်တွေကိုယ်တိုင်မြေပြင်ကိုဆင်းပြီးပြည်သူတွေနဲ့တွေ့ဆုံကကူညီပေးနေတာဖြစ်ပါတယ်။ ။လွယ်ပိုးရင်အထည်ဆိုင်ပါရှင်တွေကလူတန်းကုသိုလ်ယူတဲ့နေရာမှာဆိုရင်လည်းတကယ်ကိုမှစေတနာပြည့်ဝစွာနဲ့လူတန်းစားမရွေးဘာသာမရွေးနေရာဆောင်သွားကအကုန်လုံးကိုလူတန်းပေးနေတာကိုတွေ့ရပါတယ်။ဒါကြောင့်လေနွယ်ပုံးရင်တထေတီတယောက်ထိခိုက်ဒဏ်ရာရကောင်ခွဲစိတ်ခဲရတဲ့အထိပါပဲ ွယ်ပွင့်ဤတတိထီဟာကုညီလိုအပ်နေတဲ့နေရာတွေအထိသွားရောက်ကကုညီလူတန်းနေခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လေလူတွေကနွယ်ပွင့်ဤတတိထီရဲ့စိတ်ထားကိုချီးကျူးကြတာပါ။အခုကမှလည်းနွယ်ပိုးရင်တထေးချင်းရဲ့လုံရက်တစ်ခုကြောင့်လည်းချီးကျူးနေကြတာဖြစ်ပါတယ်။အဲ့ဒါကတော့နွယ်ပိုးရင်တထေးချင်းဟာအိမ်ကပစ္စည်းကိုလာခိုးတဲ့သူကိုယ်တော်စေတနာမြတ်တာထားနိုင်တဲ့လုံရက်တစ်ခုကြောင့်ပါ အထူးသဖြင့်နှွယ်ပိုးရင်တထင်းဟာကိုယ်ငါပစ္စည်းကိုလာခိုးတဲ့သူတွေကိုတောင်စေတနာမေတ္တာမပြတ်တဲ့ပြုမှုလေးတစ်ခုကြောင့်လူပြောများနေတာဖြစ်ပါတယ်။အထူးသဖြင့်နှွယ်ပိုးရင်တထေးကြီးရဲ့အိမ်ကကားတစ်ခုတည်းအောင်ဟာဘက်ထရီလာဖြုတ်ခိုးတာပါ။နှွယ်ပိုးရင်တထေးကတော့ CCTV ကနေကြည့်ပြီးတခုဟာမိုးသိမ်းထန်စွာရွာလို့အိတ်ကောင်းနေတဲ့ပင်မန်းစွာဘက်ထရီလာဖြုတ်ခိုးလို့တနာနေတာဖြစ်ပါတယ်။ဒါပြင်ကားဘက်ထရီဖြုတ်နေစဉ်လူမိမာလည်းစိတ်ပူနေတာပါ။ လွေပွင့်တတိကောင်သူ့အတွက်ကားဘက်ထရီတစ်ခုဟောင်းပြောပါလောက်တဲ့ပမာဏမျိုးမဟုတ်ပေမယ့်တခုရဲ့မိသားစု စောင်းဝင်နေရေးပြေးလိမ့်မယ်ဆိုတံမာတယ်လို့ဆိုပါတယ်။လွေပွင့်တတိဟောင်းတခုရဲ့ဂုံတိတ်ခါအဆက်မရရအောင်မျက်နှာကို CCTV နဲ့အုပ်ပေးထားတာလည်းဖြစ်ပါတယ်။တယုံတယုံစိတ်ထံမျိုးနဲ့တော့လွယ်ပိုးရင်တထေးကြီးလို့ကိုယ့်အိမ်ကပစ္စည်းကိုလာခိုးတဲ့သူမေတ္တာထားနိုင်မှုဆိုတော့ကတကယ်မလွယ်ကူပါဘူး။တခြားသူတွေဆိုရင်ဘလောက်ပဲချမ်းသာချမ်းသာစိတ်ဆိုးဒေါသထွက်မိကြမှာအမှန်ပါပဲ။ လွယ်ပုံးရင်တထေးကတော့သူ့ပစ္စည်းတွေကိုခိုးတဲ့တကူလူမီပြီးဒုက္ခရောက်သွားမှာကိုစိတ်ပူနေတာပါလွယ်ပုံးရင်တထေးကြီးကဖြစ်နိုင်မယ်ဆိုအစိုးပါတကူအနေနဲ့မပြေလည်တာရှိရင်သူ့စီကူညီတောင်းလို့ရတယ်လို့ဆိုပါတယ်ဒီလိုမျိုးဖြူစင်လာတဲ့လွယ်ပုံးရင်တထေးကြီးရဲ့လုံရက်အတွက်လည်းလူတွေကချီးကျူးနေကြတာဖြစ်ပါတယ်ပရိသတ်တွေကရောကိုရင်ကပစ္စည်းကိုလာခိုးတဲ့တကူပေါ်မှာဖြူစင်တဲ့မြေတားစိတ်ထားထားနိုင်တဲ့လွယ်ပုံးရင်တထေးပေါ်မှာမိမိအမြင်ကိုမှတ်ချက်ပေးသွားကြပါအောင်ရှင်